ရုပ်ရှင်ဇာတ်ကအများဆုံးရိုက်ကူးနေရတဲ့မင်းသမီးဆိုပြီးဂုံဆန်လာခဲ့တဲ့ချူလိန်အလုံးမဲမိကလာပါဗာမီစနောင်းကနေချက်ဆွလိုက်ပါတယ်ချူလိန်ဟာတော်လက်ဖြက်လက်တဲ့အမှုရာတွေကြောင့်မို့အနည်းပညာလောကမှာနေရာတစ်ခုအခိုင်အမာကိုရရှိနေခဲ့တာပါဒါအပြင်မဟုတ်မခံစိတ်ရှိသလိုသူထင်ရကိုထုတ်ပြောတတ်တာကြောင့်လည်းအင်နာဗျူးတွေမှာပွဲဆိုတတ်ပါတယ်။ဒါရီကပဲသူမကိုလူအများအယောစိုက်စေတဲ့အကြောင်းအရာတွေဖြစ်လာခဲ့ကရုပ်ရှင်နယ်ပယ်မှာနေရာတစ်ခုရရှိလာခဲ့တာပါ။ ချူလေးက MRTV ဖုန်းမင်းသမီးတယောက်အနေနဲ့အနုပညာလောကတွေကိုစောင့်ဝင်တယ်ဆိုပေမယ့်အခုချိန်မှာတော့ရုပ်ရှင်မင်းသမီးစစ်စစ်တယောက်ကိုဖြစ်လို့နေတာပေါ့ရုပ်ရှင်စကားကြီးတွေကိုတကားပြီးတကားရိုက်နေရတာပေါ့ချူလေးကဟာတာကိုပိုင်နိုင်တဲ့မင်းသမီးတစ်လက်ဖြစ်တာမို့ဒရိုက်တာကိုစောအာယုံဦးရဲ့ရုပ်ရှင်မှာဆိုရင်မပေါမဖြစ်ကိုအောင်မြင်လာခဲ့တာပေါ့အသောစကားတိုင်းမှာကာရိုက်တာထောက်အောင်ထိတရုပ်ဆောင်ကရုပ်ရှင်ရုံကိုအပိုင်သိမ်းထားတာဖြစ်ပါတယ်ဒီနှစ်ထဲမှာဆိုရင်ချူလေးရဲ့ရုပ်ရှင်စကားတွေမှာတပတ်ထဲမှာနှစ်ကားပြတာရှိသလုံးရှေးစင်းနောက်ဆင့်လေးဘက်ဆက်တိုက်ယုံတင်နာမျိုးတွေတောင်ရှိပါတယ် င်ချူလေးရဲ့ရုပ်ရှင်စကားကြီးတွေသာရုံမအပိုင်သိနေတာမို့လဲရုပ်ရှင်ရောင်ကိုငှားထားသလားတောင်ထင်နေကြရတာပါချူလေးကအကယ်ဒမီတဆုလဲရရှိထားပြီဖြစ်တဲ့အတွက်အနည်းပညာကြီးစွန့်ရလဲအရင်လိုမဟုတ်တော့ဘဲဈေးတက်လာတာပါဒါကိုလဲထုတ်လို့ရေးတွေကဈေးတက်ထားတာကိုအမိလိုက်ငှားတာကြောင့်ချူလေးခေလို့တောင်ဆိုရမှာပါခေကာလာအချိန်တွေရရုပ်ရှင်စကားအများဆုံးရိုက်နေရတဲ့အပေါ်မှာလဲချူလေးကအခွင့်ရေးကိုကောင်းကောင်းအသုံးချတတ်ပါတယ် အခုချိန်မှာလာအပ်သမျှအားလုံးကိုဇက်သိမ့်မရွေးပဲရိုက်နိုင်တဲ့လောက်ကိုရိုက်တာပါဒါအပြင်ဖခင်ဖြစ်သူကိုအိမ်ကောင်းကောင်းနဲ့ထားချင်တဲ့အတွက်ရာသမျှဇက်ကအားလုံးကိုရိုက်ကငွေစုနေပါတယ်ချူလေးကခြံနဲ့ဝန်းနဲ့မပိုင်ဆိုင်ရသေးပဲကွန်တိုတိုက်ခန်းကိုသာဖခင်ဖြစ်သူအတွက်ဝယ်ပေးနိုင်သေးတာပါ ဒါကြောင့်မို့လဲခြံနဲ့ဝင်းနဲ့ရရှိအောင်ချူလေးကရတဲ့နေရာကနေတက်နိုင်သမျှစူးစမ်းရိုက်ကူးနေပါတယ်။ပရိသတ်တွေကတော့ချူလေးဟာ quality ကိုမထိမ့်ပဲပေါကားရီတာတောက်လျှောက်ရိုက်နေတယ်လို့ဝေဖန်နေကြတာပေါ့။လာမယ့်တောက်ချာနေမှာယုံတင်မဲ့မာယာချားရုပ်ရှင်ဇာကားကြီးမှာဆိုရင်လဲချူလေးကပဝင်တယုတ်ဆောင်ထားပါတယ်။မာယာချားရုပ်ရှင်ဇာကားကဂေးနဲ့ပြောင်းလဲထားတဲ့မြို့သမီးတွေကိုအဓိကရိုက်ပြထားတဲ့ရုပ်ရှင်ဇာကားကြီးပေါ့။ ဒါပေမဲ့ဇာကားထဲမှာပေါဝင်တဲ့ဇဝင်ခန့်ကလေးစားအထုတ်ယူစရာမဟုတ်ပဲဟာသားဘက်ကသာဦးစားပေးတရုတ်ဆောင်ထားတာပေါ့ချူလေးကတော့ပြောင်းလဲထားတဲ့အမျိုးသမီးအဖြစ်ဟန်ဆောင်ထားတဲ့ကာရက်တာကနေဝင်တရုတ်ဆောင်ထားပါတယ် ဒီလက LGBT တွေအတွက်ဂုံပြူဝင်းရံနဲ့လဖြစ်တာမို့ရုပ်ရှင်စကားတင်တာကတိုက်ဆိုင်နေကြတာပေါ့ဒါပေမဲ့အတိုင်းဝိုင်းကိုရှောင်းချကဒိခကြစီမဲ့ပုံရိပ်တွေသာပြင်းထန်နေတာကြောင့်လူအများကအပြင်းထန်ကိုဝေဖန်နေကြပါတယ်ချိုလေးအပါဝင်ပအဝင်ကြတဲ့တရုတ်ဆောင်တွေကိုလည်းပတ်စံရရင်ဘာဖြစ်ဖြစ်အကုန်တရုတ်ဆောင်ဂျာသူများဖြစ်သတ်မှတ်ခံနေကြရတာပေါ့ချူလေးတို့ကတော့ဇကားကိုဖြောပြေးအနေနဲ့သာရိုက်တာဖြစ်တာဆိုပြီးဖြည့်ရှင်းထားပါတယ်။ချူလေးကလက်ရှိမှာ quality ထက်အရေအတွက်များများရိုက်တဲ့နီလန်ကိုသာဦးစားပေးကရိုက်နေတာဖြစ်ပါတယ်။ ဒါကြောင့်မို့လဲလက်တလောအနုပညာလောကမှာချူလေးကရုပ်ရှင်ဇာတ်ကားကြီးအများဆုံးရိုက်နေရတဲ့အနုပညာရှင်တူဖြစ်လာခဲ့ပါတယ်။ပရိသတ်ကြီးရောချူလေးကိုရုပ်ရှင်ဇာတ်ကားကြီးတွေအများကြီးတောက်လျှောက်ရိုက်နေတဲ့မင်းသမီးဖြစ်သဘောကျလားဆိုတာဖျက်ပြခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပြီး YouTube channel ကို like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။